အမှန်တိုင်းပြောလို့ရှိရင်အဆိုကိုသူကပို့ပြီးဝါဒနာပါတယ်။ဆိုင်းတဲ့စကားပြောတဲ့အချိန်မှာလည်းသူကအဆိုပိုင်းကိုပို့ပြီးတော့အာတန်တယ်တဲ့။အဲ့လိုမျိုးပြောတော့လေတကယ်လဲသူ့ရဲ့တချင်းတွေရဲ့သူ့ရဲ့အတန်တွေကတအားကိုလိုက်ဖက်တယ်ပေါ့။ Each day goes by and each night I cry အယူသားထားတာလည်းမြင်ရဖြစ်တဲ့အကြောင်းမို့လို့အများကြီးအားပေးကြပါအောင်လို့လည်းပြောချင်ပါသေးတယ်။လက်ခုပ်ပြန်ပြီးတော်တော်ညံ့ချီမွန်ချီနောက်ချင်းတွေလည်းတော်တော်ကံညာဝတ္တိယဆန်းဆိုတာလည်းအများကြီးလွယ်တာဖြစ်တဲ့အကြောင်းမို့လို့လူတယောက်အောင်မြင်ခြင်းရဲ့နောက်ွယ်မှာတော့ဒီအရာကြီးအများကြီးရှိရဆိုတာတော့တကယ်တော့ဟိုသိစေခြင်းလည်းပေါ့နော်။ရှင်နေနေ လွယ်ကူပေါ့ပေါ့ပြပြနဲ့လုပ်ခဲ့ရတာကဘာမှမရှိပါဘူးလို့တည်တည်ချာချာလေးစနေတကြနဲ့လေးလာကောင်းတဲ့ပေါ်ပြီးတော့ပဲရှိုင်းလူညီကိုနေအောင်ကြိုးစားနေကြတာပါဟုတ်လောလောဆယ်ဒီမှာလေသူတို့နဲ့ရှောက်လေရတော့မယ်အဲ့ဒါဟမ်တရင်ကျုပ်ကဟိုတနေ့ကပွဲစီတော့ရှောက်လေထားတယ်ပွဲစီတော့ရှောက်လေထားတယ်တယောက်သေးပါမမယူရီတိုင်ယာကြီးကမမရုံနဲ့ ါအဓိကတော့တစင်ချင်းစီပေါ့နော်တစင်ချင်းစီစ조사မယ်ပြီးနောက်တစ်ခါကျတော့ကိုစ조사ခဲ့တဲ့အရာတွေကိုလာခဲ့တဲ့နေရာတခုကိုဘယ်တော့မှမမေ့ဘဲနဲ့အဲ့ဒီအရာတွေကိုခေါင်းထဲမှာအများတန်းထည့်ပြီးတော့ကိုဘာလိုအပ်လဲကိုဘာတွေဖြစ်ချင်တာလဲကိုယ့်ရဲ့ရည်မှန်ချက်ကဘာလဲဆိုတာကိုတစင်ချင်းစီဒါရိုးရိုးသားသားစ조사သားနဲ့သွားဖို့ကဒီချိန်မှာအရန်ဟိုလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးပဲဆိုင်လက်ခံယူချက်နဲ့အတူတူ ဒီရှိုင်းရဲ့ဝါသနာတွေရှိုင်းအမှုပညာရည်မှန်းချက်တွေကိုလည်းတဖြည်းဖြည်းချင်းအကောင်နဲ့ပေါ်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့အခြေအနေကြီးပဲရောက်သွားပါပါစေရှိုင်းရဲ့စိတ်ဓာတ်ကတော့တကယ်ကိုအရင်ရတိုင်းပဲဘာမှမပြောင်းလဲဘူးအမြဲတမ်းစူးစမ်းရမယ်ယူသားရမယ်ဆိုရယ်စိတ်ဓာတ်ပဲထားပါရဲ့ဟုတ်ယူတီလို့ပြောယူတီလို့ပြောမင်းရဲ့ချစ်ကိုမရှောင်နိုင်တာသူကမန်တိုင်းပြောလို့ရှိရင်အဆိုးကိုသူကပို့ပြီးဝါသနာပါတယ်ဆိုင်နဲ့စကားပြောတဲ့အချိန်မှာလဲသူကအဆိုးပိုင်းကိုပို့ပြီးတော့အားတန်တယ်တဲ့အဲ့လိုမျိုးပြောတော့လေတကယ်လဲ သူ့ရဲ့တခြင်းတွေရဲ့သူ့ရဲ့အတန်တွေကတအားကိုလိုက်ဖက်တယ်ပေါ့အဲ့တော့အခုဆိုလို့ရှိရင်လည်းဒါကသူ ထွက်တဲ့မင်္ဂလာပါပြောဆိုလဲအရန်ကိုမိုက်စာရီတကယ်ကိုဆိုင်ဆိုင်မထွက်ခင်နေတာသူ့ကိုပြောပါတယ်ဒီတချင်းအားဒါဗီတာမင်ဆိုပြီးတော့ဖြစ်သွားမဲ့တချင်းဆိုလဲမမအောင်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေရာကနေလဲတကယ်ကို appreciate လုပ်တယ်သူအများကြီးထူးစားထားတာလဲမြင်ရဖြစ်တဲ့တကြောင်မလို့အများကြီးအားပေးကြပါအောင်လို့လည်းပြောချင်ပါတယ်ကျွန်တော်ညီကိုနှစ်ယောက်စလုံးကဒါမတူညီတဲ့အခန်းကဏ္ဍပေါ့နော်သူဆိုလဲသူသူလက်ရောင်းဆိုင်းဆိုလဲဆိုင်းရဲ့လက်ရောင်းအဓိကမတူညီတဲ့အရာတွေကိုအကောင်ဆုံး ါလက်တွဲညီညီနဲ့ခြားပြနေကြဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကလည်းဒါအမြင်ဆန်းတဲ့ပုံစံလေးရင်းနဲ့ပြည်သက်တွေကတမျိုးပြီးတမျိုးမြင်ရမှာပါဟုတ်အာပြောအမေရန်ရှိုင်းလို့နှစ်ယောက်စုံတိုင်းဒါတကယ်ကိုရှိုင်းလို့နှစ်ယောက်ဒီကန်ဆက်တယ် ိုအများကြီးစူးစမ်းဖို့လိုသေးတယ်ဒီနေရာနဲ့ရက်တန့်လို့မရဘူးဆိုတာကိုအများအားပြောပြကြတယ်ပြီးနှစ်ယောက်ကအတူတူစူးစမ်းခဲ့ရတဲ့အချိန်မှာဒါဟိုဘေးအဖက်ဖက်ကနေပြီးတော့တော့ဗောနော်ဘာ supporting မှမရှိတဲ့အချိန်မှာကလေးဟိုအားကိုစူးစားခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာဆိုလို့ရှင်ချစ်တဲ့ fan လေးတွေ fan တန်းတွေကိုကိုစီရှိလာကြပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောင်မြင်မှုတွေကရေရှည်သွားဖို့အတွက်ဆိုလို့ရှင်ကိုကရန်ကလည်းစူးစားယူသားပြီးတော့ ဟိုဒီနုပညာပေါ့တစ္ဆာရှိဖို့လည်းလိုရပဲပေါ့နော်အဓိကနုပညာလည်းတစ္ဆာရှိပြီးတော့ရိုးသားစူးစမ်းဖို့လည်းလိုတာဖြစ်တော့ပြီးရင်နောက်တစ်ခုကံညာဝတိယစမ်းဆိုတာလည်းအများကြီးလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတယောက်အောင်မြင်ခြင်းရဲ့နောက်ွယ်မှာတော့ဒီအရာကြီးအများကြီးရှိရဲဆိုတော့တကယ်တော့ဟိုသိစေခြင်းလည်းပေါ့နော်လိုလေကူကူဘယ်ရာမှရခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မလို့အာချပြရတဲ့အနုပညာတိုင်းဒီလေလွယ်လွယ်ကူကူပေါ့ပေါ့ပြပြနဲ့လောက်ခရာတခုမှမရှိပါဘူးလို့တည်တည်ချာချာလေးစနေတကြားနဲ့လေးလာကောင်းထဲပေါ်ပြီးတော့ပဲဆိုင်လုံးကြီးကိုနေအောင်ကြိုးစားနေကြတာပါဟုတ် ကဲ့ပါချစ်ခင်ရတဲ့ပရိသတ်များအားလုံးပဲအခု သတင်းကြိုကာလမှာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေချစ်ရခင်ရတဲ့လူတွေနဲ့လည်းအမြဲထာဝရပျော်ရွှင်စွာနဲ့အတူတူရှိသွားနိုင်ကြပါစေစီးပွားလက်လာပါရေးလည်းတိုးပြီးတော့တစ်နှစ်တာလုံးကိုပျော်ရွှင်စွာခိုက်တက်နေပြီပဲပိုင်ဆိုင်နေကြပါစေလို့ဆရာဆုတောင်းပေးပါတယ်ခင်ဗျာ